င်္ဂလာပါဒီနေ့တော့ဆ iam မကျူရဲ့ဖိဖိတငယ်ချင်းဆိုရဲဝိထုတို့ဖတ်ပြမှာဖြစ်ပါတယ်ဒီဝိထုတို့ကတော့ကျွန်တော်တို့ PR ဆိုလို့ရှိရင်လည်းယူဆလို့ရရပါတော့เนาะ PR လို့လည်းဆ iam မကတော့တူကြီးလေးနည်းနည်းလေးထည့်ပြလိုက်တာပေါ့ကျွန်တော်ဖတ်ပြပါမယ်ဖိဖိတငယ်ချင်းသူရောက်လာတော့ချိန်သည်တင်ချာပု္ပ္ပာတပုတ်အဖြစ်မထွက်ရကျွန်တော်အုံနောက်ချောင်းနေချိန်ဖြစ်သည်သူချန်တကားဝင်လာသည်ကို ကျွန်တော်မသိလိုက်ပါအိမ်ကကားဝမှာလာရက်တိအရေးတစ်ခုကကျွန်တော်လေ့ကျင့်ခန်းစာအုပ်ပေါ်ထိုးချလာတော့ကြောင့်ကျွန်တော်မော့ကြည့်လိုက်မိခြင်းဖြစ်သည်ထို့အခါသူ့ကိုကျွန်တော်မြင်လိုက်ရခြင်းဖြစ်သည်သူ့ကိုမြင်မြင်ချင်းအတူမှသတိထားမိနိုင်မှုအချက်မှသူ့စပင်ဖြစ်သည်သူ့၏အညိုရောင်စပင်များသည်တွန့်လင်ကောက်ကူးခြင်းရှိပျော်ပြောင်းဖြောက်ဆန်းလျက်ပခုံးပေါ်မထိတထိကျနေလေးတော့ကြကြမေးစေးတဝိုက်တွင် ရှေလျားသောပတိုင်းမြေခကြခြင်းရှိနှခမ်းမွေးနှင့်မုတ်စိတ်ကြားတွင်သူ့နှခမ်းသည်ဖြော့တော့သောငင်းခွေးတစ်ချောင်းသာဖြစ်သည်မြို့မောင်းသောအသားရည်ဖြင့်သူသည်ကျမ်းမာတောက်တင်သောလူလက်ပိုင်းတွင်ယောက်ျားရှိတယောက်ဖြစ်သည်သူ့မျက်လုံးများကချင်းမယောင်ရှိတော်လေနတ်မောင်တောက်ပါ၏မင်းကကြော်စံရသားဖြစ်သည်အတန်မှာခွန်အားအပြည့်ကျွန်တော်အားကြသောအတန် ကျွန်တော်ခဲတံကိုပြစ်ချလိုက်ပြီးထိုင်နေရာမှထရကထို့လူစိမ့်အားအဖြေပေးလိုက်သည်ဟုတ်တယ်သူသည်ကျွန်တော်ရှိရာသို့တလန်းချင်းလျှောက်လာသည်သူ့ချီကပ်ပေါ်မှာဧည့်သည်တယောက်အင်လာလေသည်နှင့်မတူပဲဈေးဝယ်တယောက်နှင့်သူဝယ်မိပစ္စည်းကိုစူးစမ်းတွက်ချက်ပြီးချီကပ်လာပုံမျိုးဖြစ်သည်သူကြောတဲ့လွယ်ထားသောအနက်ရောင်ကြောပေါ်အိပ်သည်ကပ်ဖောင်းဖောင်းဖြစ်ကဤကျွဲကြနေသည်ဟာဟာ လွန်ခဲ့တဲ့အနှစ်20ကကြော်စံကလေးပါတယ်လားစပွဲပေါ်သူ့ကျော်ဝဲအိတ်ကိုဘုတ်ခနဲ့ပြချလိုက်ပြီးကျွန်တော်ကိုစူးစိုက်ကြည့်နေတယ်။ဦးလေးကဖိဖိအပိလားကျွန်တော်ကစိတ်အားထက်သန်သွားမိတော့သူကခေါင်းကိုပုတ်ပြီးကဟဟရင်မောသည်သူကအတားရပုတ်လိုက်ရန်ရှိတော်လေကျွန်တော်နည်းနည်းနားသွားပါသည်အတိဆိုပါတော့ကွာဒါကမင်းငါ့နာမည်ကြားဘူးလားမကြားဘူးလားဆိုတဲ့အဖြစ်ပေါ်မူတည်တာပေါ့ ကျွန်တော်သူ့မျက်နှာပေါ်မော့ကြည့်ပြီးခေါင်းရံပြစ်လိုက်နေပြီးပြီးမှခဏတော့ဆုံးသွားလာပြီးသူ့မျက်လုံးများကိုကျွန်တော်မြင်ဦးတယ်ပမာဏမြင်မှမသိပါသူ့ရှားသည့်မျက်လုံးမျိုးသူ့အပြင်မချီလေးစားလောင်ပြောင်လို့တော့မျက်လုံးမျိုးအရာရာကိုရဲမောလို့ဒီမျက်လုံးရုတ်ချစ်ဆိုတဲ့ညမှာမင်းအစ်ပြောတာကြားဘူးလားဟာကျွန်တော်သူ့ကိုတအားတော့အရှိကြီးနာစိတ်ကျပြေရှင်လာကျွန်တော်သိတယ် ကျောင်းသိလစ်တာပဲဆိုတဲ့မျိုးချစ်လားသူဟဟပပတ်ရည်သည်သူ့ရည်တန်သည်ကြမ်းတမ်းပွင့်လင်းသည်ကျွန်တော်မကြာခဏပုံဖော်ကြည့်ဘူးသောစိတ်ကူးတဲ့ကဖိဖိတငယ်ချင်းသည်ယခုလိုစပင်ရှင်မျိုးမုတ်စိတ်ပတိုင်းမွေမရှိဒီလိုဆိုတော့လေကျော်ဆန်ကငါ့ကိုမမေ့ဘူးပေါ့သူအပြုံးပြောက်သွားပြီးကျွန်တော်ရှိကထိုင်ပုံတွင်ခလေးလေးဝင်ထိုင်သည်ထို့အခါကျမှပင်ဧည့်သည်ကိုထိုင်ပါဟုသောစကားဖြင့်အဲ့ဝစ်မကြေပုံခဲ့မှတတိယသာသည် ထိုင်လေကွာမင်းနာမည်ကဘယ်သူတုံးကျွန်တော်တွန့်ဆုံစွာပြန်ထိုင်လိုက်ပြီမင်းခေါသူကဒီတစ်ချက်ခြုံ၍ကျွန်တော်မျက်နှာကိုစိစိဆက်ဆက်ကြည့်သည်မင်းဖေပေးတဲ့နာမည်တော့မဖြစ်နိုင်ဘူးမင်းအမေပေးတဲ့နာမည်ပဲဖြစ်ရမယ်ဟုတ်လားကျွန်တော်သူစကားကိုအတိတ်ပဲမပေါက်နိုင်ပဲအနှိုင်းငယ်စိတ်ရှုပ်ချွေးသွား၏မသိဘူးဖေဖေပေးခဲ့သလားမင်းမေပေးခဲ့သလားကျွန်တော်တစ်ခါမှတောင်ထဲ့မစင်းစားခဲ့မိပါဘူးသူကခေါင်းတငယ်ငယ်လောက်က အိတ်ခမ်းပတ်ဝန်းကျင်ကို OOTD မျက်စိဝေဝဲ၍ကြည့်နေတယ်။မင်းမေပဲသွားလဲ။ကျွန်တော်အနှင်းငယ်ဆိုက်ရှုပ်သွားတယ်။အမေစည်းသွားတယ်။ဟုတ်လား။ငါစည်းဘက်ကနေဒီကိုလျှောက်လာတာပဲ။မတွေ့ခဲ့။အေးငါတို့ညနေချင်းဆိုင်ဆုံကျင်ဆုံခဲ့မှာလေ။တရားမနေ့တရားဘယ်မှတ်မိမှာလဲ။ဒီလောက်နှစ်တူကြာတယ်။ကျွန်တော်သူ့ကိုမျက်လွာပေးနေကြည့်မိတယ်။ဖိဖိအကြောင်းဦးလေးပါလို့မမေးတာမမေးရဘူး။ သူ့အခါသူဒီကျွန်တော်ပစိုးကိုပခုံးကိုခပ်ဖောက်ဖောက်တို့တော့အင်းအားပြည့်ပြည့်ဖက်လိုက်။ဒါရယ်မင်းပြမနစ်မနစ်ကဆုံးသွားတယ်ဆိုတာငါသတင်းကြားပြီးပါပြီ။သူ့ဤသူ့တိတ်တော့တန်းကြပါကျွန်တော်ပြုံးကနေညက်ရည်နေတာ။ကျွန်တော်ပြပြီးကြီးကျယ်မြတ်မြတ်တော့ရှားပါသည့်ယောက်ျားတစ်ယောက်မဟုတ်ဘူးလေ။ကျွန်တော်အတွက်တော့အလွန်ချစ်မြတ်လို့ပဲဖခင်တရားဖြစ်ခဲ့ပါသည်။ပြပြီးတမန်ចောင်းဆရာတူဦးဖြစ်သည်။ចောင်းသားរីအပေါ်စေနာထားပြီး သူ့အလုပ်သူတာဝန်ကျင်သည်ចောင်းဆရာဘွားကိုတွေ့ကြပြီးတခြားနေ့ဖြင့်ငွေရှာဖို့စိတ်မဝင်စားသူဖြစ်သည်မိမိကတော့ဖစ်ဖစ်ပေါ်မညူညင်ခဲ့ပါမိမိမေအလောက်ကန်စင်ပြေရဲ့လားဟုတ်ကဲ့မိမိယုံလို့ထွက်လိုက်တာကြာပြီးဈေးရှိတိုက်တန်းမှာကုံကြောက်ဆိုင်ဖွင့်လာရဲ့ဖစ်ဖစ်မဆုံးခင်ကတည်းကပဲသူကကြောဘော့အိတ်ထဲမှာပါလာတော့ပစ္စည်းများကိုထုတ်ယူစပွဲပေါ်တင်ပြီးမွေးပွားမျက်နှာတော့ အယခင်စောင့်နှင့်ယောက်ျားဝယ်ချစ်ကြောလုံးကြီးအစ်စ်ဆက်ဆက်ထုံများဖြစ်ပြီးဒါရီတင်ထားလိုက်အောင်ညနေကျမှငါပြန်လာခဲ့ထို့နောက်သူပြုံးခနဲ့ထိုင်ရမှထားလိုက်ပြီးဦးလေးကကြောင်းစရာမဟုတ်ဘူးနော်ဘာဖြစ်လို့မေးရလဲကျွန်တော်ကောင်းကိုခပ်ပတ်ပတ်ကုတ်လိုက်နေဩတင်ချာတပုတ်တွတ်မိရလို့ကျွန်တော်ဖွင့်လက်ဆဆအုပ်ကိုငုတ်ကြည့်ပြီးသူကပခုံးတော့မင်းပင်နဲ့တော့ဘယ်သူနိုင်မှမလဲကွာ ငါကကြည်ရောမယ်ဒီတော့မသိတော့ဘူးငါတိတာခံရဟဲ့ပြလက်မနဲ့ဈေးနှုန်းပဲဒါကပါလို့တာတခွဲဆက်သူဖတ်သွားတော့အခါကျွန်တော်သူ့နောက်ကျော်သူမိမောလူချင်တယ်မိမိတို့ကိုသိရမိမိကမျက်နာမှာတဏ္ဍာခါကိုလက်ညှိုးခလေးပြည့်ပြီးဖပ်ဖပ်ပါတယ်တိတာပဲအမျိုးရဲနေပြီးတနေ့တည်းဆယ်ရန်ရောက်တယ်လို့တောင်ရောက်တူတူလာမိမိ မိမိကကျွန်တော်ကိုမျက်ခေါင်းပင်းကြည့်တယ်။တောင်းရောက်မဟုတ်ဘူးလေ။နှစ်ယောက်အဲ့ဒီကိုမျိုးချစ်ကမင်းဖြစ်ဖြစ်ရဲ့တငယ်ချင်းပဲ။သူတို့နှစ်ယောက်ကအလဲတန်းចောင်းသားဘွားတွေကမကွေးတက်သူရောက်တဲ့တီတွဲခဲ့တာ။မိမိကရောမိမိကမကွေးကောလိပ်ရောက်မှသူတို့နဲ့ခင်တာ။အင်းမိမိကသားဖြစ်ဖြစ်နဲ့ပူပြီးရင်းနှီးခဲ့တာပါ။သူ့ကိုတော့တုံးလေးကပဲစကားပြောဘူးလေ။အခုမြင်ရင်မှတ်မိမယ်မထင်ဘူး။သူကတော့တမျိုးပဲ။ဘလို့တမျိုးလဲ။ဟုတ်ကျွန်တော်မမေးရသေးဘူး။ နက်နက်ကြောတင်းတာတဲနဲ့မိန်းကလေးတွေကိုလည်းတကယ်ယူဆိုင်မတူပါအောင်မိမိကိုရောသူကယူဆိုင်ခဲ့ဘူးလားထို့မေးခွန်းကိုကျွန်တော်မမေးပါဟိုတုန်းကတော့မိမိဟာတိတ်လှတာပဲအဲလဘန်ငယ်မှမိမိငယ်ငယ်ကတက်ပုံတွေကျွန်တော်တွေ့ရတယ်ဖိဖိတက်ပုံကနေဖိဖိကဘေးဆေးတိမ်မွေးရဲ့ရပုံရိုက်ဖို့ကိုကြတော့အလွန်ပဲရှက်တယ်မိမိပြောဘူးလေမင်္ဂလာပွဲရိုက်တဲ့တက်ပုံမှာတပါဖိဖိနဲ့မိမိနှစ်ယောက်ကျော်တက်ပုံမရိုက်ဘူးပါ တို့တော့ဖိဖိကတိတ်ခက်တင်ဆိုတော့ဖိဖိတငယ်ချင်းမျိုးချင်းနဲ့တွဲရိုက်ထားတော့ဓာတ်ပုံဓာတ်ပုံဖိဖိစီမှာရှိနေပြီဖိဖိရဲ့ဆယ်တန်းနှစ်တုံးကရိုက်ထားတော့ဓာတ်ပုံဖြစ်ပြီဓာတ်ပုံထဲမှာဖိဖိဒီလူနယ်ပြုံမြစ်စွာပြောင်းရယ်နေပြီရခုပြန်စင်းလာတော့ဓာတ်ပုံတဲကဥမျိုးချက်ပြီးမဟုတ်မကန်စိတ်ဖြစ်အရာရာကိုအလင်းနဲ့ထားပုံရလိုက်ရင်မနေ့ကဥမျိုးချက်ကတော့အရာရာကိုလောင်ပြောင်းတဲ့ရောလုံးနက်နက်ပေးရှိတယ် တပ်ပုံနေလူအကြာပွဲပြချမ်းသာခြင်းလားကျွန်တော်မဝေခွဲတတ်ပါသူဘယ်မှာတဲတယ်လို့သားကိုပြောသွားတယ်လေအင်းမပြောဘူးမမေသူကျွန်တော်ကိုဘာမှမပြောသွားခဲ့ပါသူကဒီမြို့မှာအိမ်မရှိဘူးလားမမေမရှိဘူးတင်တာပဲသားရဲ့သူ့မှာအဖေနဲ့အမေလည်းမရှိဘူးသူဦးလေးနဲ့နေရလို့သားဖြစ်ဖြစ်ပြောဘူးတာပဲအခုအဲ့ဒီဦးလေးရှိလားမရှိလားမမေမသိဘူးလေရှိမှမဟုတ်တော့ပါဘူးဒါကြောင့်သာဒီမြို့ကိုသူတစ်ခေါက်မှရောက်မလာတာပေါ့ ကျွန်တော်အလူတင်းကျင်နေသည့်မိကုံးကိုမမေ့အာမေးလိုက်သည်ဒါဖြင့်သူကအခုဒီကိုပါလာလောက်တာလေမမေကကျွန်တော်ကိုမျက်လုံးကြည့်၍ပြုံးကြည့်သည်ဟောတော့မမေကဘယ်နဲ့လောက်ပြီးသိနေလဲမမေမမတွေ့လိုက်ရလားတားကမမေးလိုက်ဘူးလားဟုတ်အောင်မမေဒီစဉ်းစားတယ်လို့ငြိမ်သက်သူဝင်သွားသည်မမေနှစ်ခုဆန်သမှဘလို့မှဖြည့်သိမ်းမရတော့စံရင်စာကလေးများဝဲရွံ့ရရှိနှစ်ဖူးမှအရေးအကြောင်းများပေါ်လွင်စားပြလာ နှလုံးမြက်ကောင်းများကမြေရစင်ကားလိုတောက်ပနေဖြစ်ပြီးလူကြီးပီတာကအင်ကြီးရရံပြည်ပြီးတွယ်လျားနေပြီးမြင်နေတယ်အသားရည်ကျော်ရဲမှုညံ့မြင့်မှုလုံးဝမရှိဘာပဲဖြစ်ဖြစ်မမေရင်လေးပါလေတော့ထက်လုံလိုက်ပါအောင်လေမမေဒီဘုကောခံနေဝင်သွားတော့ကျွန်တော်ဧကန်းမှာခတ်နိုင်တယ်ပြန်ရခဲ့ပြီမမေဟာငါ့နေရောင်းလေဒါဘသူမှမငင်းနိုင်တဲ့အချက်ပဲဖြစ်တယ်မမေကိုမုတ်ဆိုးမှလူလွတ်မျိုးသမီးတယောက်ဖြစ် ခုမှနေမိတော့ကြောင့်ကျွန်တော်ပုဂ္ဂိုလ်ကိုအဖြစ်တင်နေတယ်။ဦးမျိုးချင်းဟာတဖြစ်တယ်ချင်းတဖြစ်ရှိစဉ်တော့ကအားမမလာဘူး။အခုဖြစ်ပြီးဆုံးမှဆုံးသွားတာလေသိရတာနဲ့ဘာဖြစ်လို့လာရလဲ။တဖြစ်ထံမှအစ်စ်မျိုးချစ်ဆိုတော့လူငယ်လေးတယောက်ကြောင့်မကြာခဏကြာဘူးပါသည်။ကျောင်းစာကလွဲပြီးအားလုံးကိုနှမ်းဆက်ကြွကျင်တည်ယူတော့အချက်ဖြစ်ပြီးမျိုးချစ်သည်ကျွန်တော်အိမ်မက်တွေထဲမှာဇက်လိုက်ဖြစ်ခဲ့သည် ဘိုးကေကိုနောက်ပြန်လှန်ပြီးသားပြီးကျွန်တော်ကိုမထီထီကြည့်နေသည့်ဓပုံထဲကမျက်လုံးများကိုကျွန်တော်အားကြသည်ဓပုံထဲမှာပေပေဤနူးညံ့တိမ်မွေ့သောအပြုံးနှင့်မျိုးချစ်ဤရိုင်းဆိုင်ကြမ်းရှာသောအကြည့်ကိုရှင်ကြည့်မိတိုင်းကျွန်တော်သည်ယောက်ျားတယောက်ဤနူးညံ့ပျော်ပြားမှုကိုဘလို့မှပျော်ပြားမှုကျွန်တော်ကိုမထီထီကြည့်နေသည့်ဓပုံထဲကမျက်လုံးများကိုကျွန်တော်အားကြသည်ဓပုံထဲမှာပေပေဤနူးညံ့တိမ်မွေ့သောအပြုံးနှင့် ရိုးချစ်ဤရိုင်းဆိုင်ကြမ်းရှာသောအကြည့်ကိုရှင်ကြည့်မိတိုင်းကျွန်တော်သည်ယောက်ျားတစ်ယောက်ဤနူးညံ့ပျော်ပြောင်မှုကိုဘလို့မှတဘောမကျနိုင်ကြောင်းသိကြလာခဲ့သည်ယောက်ျားတစ်ယောက်သည်ဗီဇတဘာဝအဖြစ်ကြမ်းတမ်းရမည်ခွန်အားပြည့်ရမည်ပါးနှက်လင်မြန်ရမည်လိုအပ်လင်ပါမဆိုရှင်ပြိုင်အနိုင်ယူတတ်ရမည်တခါတော့ကမျက်ရည်ကြီးချိန်ကမ်းနားမှာရေရှင်းချိုရင်းဖိဖိရင်နှစ်သွားသောအခါမျိုးချစ်ကဖိဖိကိုကယ်ဆယ်ခဲ့ရသည်တည်း ရွေးချစ်သည်ငါးရကောင်ကိုရေကူးကျွမ်းကျင်သည်ဟုဖေဖေပြောခဲ့ပါသည်ဖေဖေကရေမကူးတတ်ဘူးလားဖေဖေကသူရေကောင်ဖြစ်စေချင်တော့ကျွန်တော်ကအားမလို့အမရမင်းမီတော့ဖေဖေကထုံးစံအတိုင်းနူးညံ့စွာပြောလေသည် မကူးတတ်ဘူးဖေဖေကကောင်းမြင့်မှာကြီးပင်းခဲ့ရတဲ့လူရွေးချစ်ကကမ်းနားမှာကြီးပင်းခဲ့တဲ့လူလေဒါပေမဲ့ယောက်ျားတစ်ယောက်ကရေကူးတတ်ဖို့တော့ကောင်းပါရဲ့ဖေဖေရာ ဖေဖေကကျွန်တော်ကိုစိုးရိမ်ထိတ်လန့်စွာကြည့်သည်။တာညတဲချောင်းထဲရေသွားကူးဘူးသလား။ဖေဖေတို့မမသိအောင်ဘယ်တော့ကများသွားကူးလိုက်တလဲ။အပူပါနဲ့ဖေဖေကျွန်တော်ရေကူးကြံ့ကျင်နေပါပြီ။မမေကကျွန်တော်တို့တာအဖကိုခက်လန်းလန့်မှအကဲခတ်နားထောင်ရင်းတူတူတိတ်တိတ်ရေမောခဲ့ဘူးလေသည်။ကျွန်တော်တို့မျိုးတဲတောင်ခုံဤတစ်ဖက်ရှိကျွန်းပေါ်ကရွာကလေးတို့လီတနတ်တလက်ဖြစ် ခါတွေဂျိုးတွေလိုက်ပစ်တတ်သူမှမျိုးချက်တောင်ပင်ပေါ်ရေရှမ်းစဉ်ကမ်းနားမှာတောက်ချတယ်လို့ထိုင်တဲ့စိတ်ရှိလက်ရှိငါးများသူမှလည်းမျိုးချက်ဖေဖေကတော့ငါးကလေးတွေဂျိုးကလေးတွေကိုတနာတည်ယူဆိုကမျိုးချက်မိခင်ကျွေးသည်များညင်းပယ်ခဲ့သည်တဲ့ထိုအခါကြောင်းလက်ပြီးထိုကျုံးပေါ်သို့အုပ်စုလိုက်သောအခါပြောင်းခင်တဲ့ခိုးဝင်ပြောင်းမှုတွေချိုးစည်းတီးတွေဆော့ ကန်းကားမှာတပြောတပါးငားမြခဲ့ဘူးသည်ကျွန်တော်တို့တငယ်ချင်းတတိုက်ကြောင်းဖိဖိကိုမပြောပန်းထားရန်ဆုံးဖြတ်ခဲ့သည်အတန်းထဲမှာစတော်ပြီးနူးညံ့ချောမောသောဖိဖိကိုမနာလိုစိတ်ဖြစ်ခက်ရမ်းရမ်းကောင်တွေက ကြောင်းလာမှာစောင့်ပြီးရန်စစဉ်ဖိဖိကိုစားအားလုံးကိုကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်ကာဖိဖိကိုကာကွယ်ခဲ့ရသောမျိုးချစ်ကိုညတညမှာတော့အုပ်စုလိုက်ဝိုင်းရိုက်ခဲ့ကြဘူးသည်ဟုဖိဖိပြောခဲ့မှုပါသည်ဖိဖိတို့အချင်းချင်းရော ရမဖြစ်ကြဘူးလားပေပေကချက်ချင်းမဖြေသေးပဲခិតတာစဉ်းစားနေပြီးမှခတ်တိုးတိုးဖြေသည်နှခါရံဖြစ်ခဲ့ဘူးလေဘယ်သူနိုင်လဲအဓိကကြတော့မိကုံကိုကျွန်တော်မိတော့ဖဖေကခက်မဲ့မဲ့ပြုံးသည် တခါကသူနိုင်တယ်တခါတော့ဖဖေနိုင်တယ်ဖဖေဘလို့နင်းနဲ့သူ့ကိုနိုင်တယ်လဲဖူကျွန်တော်ကြစ်လက်တွယ်လာတော့ကိုခန္ဓာကိုကြည့်၍ဆက်စုမိတော့အခါမှာတော့ ပေပေမျက်နှာကြည်ကြည်သွားပြီးစကားလွှဲဖြစ်ခဲ့သည်မေမေမျက်နှာမှာဖေဖေဆုံးပြီးနောက်ပိုင်းပထမဦးဆုံးအချိန်ရှင်လန်းတောက်ပလျက်ရှိတီကိုစိတ်မကောင်းစွာကျွန်တော်ရိပ်မိနေသည်မေမေမျက်နှာအမြဲတမ်းကြည်နူးချမ်းမြေ့နေစေချင်တော်လဲယခုလိုရွယ်တူတူတစိမ့်တယောက်ဤစကားတွေချောက်တော့မေမေမရှင်လန်းစေချင်ပါပေတွားတော့အတူပါပဲဆိုပါတော့ခင်မအောင်ဆောင်ကိုတူလာနေကြညနေတွေကလွဲလို့ပေါ့ဗျာ မိမိမျက်နှာရှက်စနိုးအပြုံးလေးတစ်ခုနူးညံ့စွာပေါ်လာသည် ဟုတ်တယ်နော် ရှင်ဘယ်တော့မှပါမလာဘူးသူ့မျက်နှာနည်းနည်းမှုံသွားသည် ကျွန်တော်ကအဲ့လိုပလီပလာကိစ္စတွေစိတ်မရှိဘူးဗျသူ ကျွန်တော်ခင်ဗျားဆောင်သွားနေတဲ့အချိန်တွေမှာကျွန်တော်ကဘောလုံးကြီးဖြစ်ကန်နေခဲ့တယ်လေအဲ့ဒီရက်တွေဘလောက်ကြာခဲ့တယ်လဲဆို ကျွန်တော်အတန်းလိုက်ချန်ပီယံဖြစ်လာတဲ့အထိပါပဲသူ့ရေမောတံမှာကြမ်းကြမ်းတော်လဲပူနွေးစီကိုကျွန်တော်ထင်သည် ကျွန်တော်ဤစိတ်ကူးအိမ်မက်ထဲမှာသူရဲကောင်းဒီတဖြည်းဖြည်းမှုံဝါနေပြီဖြစ်သည်ဦးလေးမှာအိမ်ထောင်မရှိဘူးလားကျွန်တော်ဒီရိုင်းပြစွာပဲသူစကားကိုနှောက်ရှက်လိုက်မိသည်မိမိမျက်နှာကဘာမှမထူကြတော့လဲသူကကျွန်တော်ကိုဆူဆူရဲရဲစိုက်ရှိစိုက်ကြည့်ကမထီတကြီးပြုံးလေသည်မရှိဘူးလျင်မြန်သောအဖြစ်ကဒုံတိတိဖြစ်နေသည်ရှင်ကြီးတိမ်မွေသောဖိဖိသာစပွဲဝိုင်းတွင်ရှိခဲ့လင်း ကျွန်တော်ဤရိုင်းပြမှုကိုမနှစ်မြို့တလို့လှမ်းကြည့်တော့မှတေချာတလို့ရှိသည်မိမိကတော့ကျွန်တော်ဤစကားဖြတ်မှုအတွက်နည်းနည်းမြအံ့ဩပုံမရဒါနဲ့မခင်မှုကိုကြီးလိုရင်ပြောတော့ကျွန်တော်ကိုဘာမှအာဏာစရာမလိုဘူးကျွန်တော်လိမ့်စာခင်ဗျားတို့ကိုပေးခဲ့မယ်လိုအပ်ရင်ဆက်သွယ်ဖို့မိမိကဘာမှမဖြစ်ရသိမ့်ပြီးကျွန်တော်ကရုံရုတ်တရက်ညင်းပစ်လိုက်သည်ကိစ္စမရှိပါဘူးလေကျွန်တော်တို့သားမီပြည့်စုံပါတယ်ဘာမှမစိုးရိမ်ပါနဲ့ ကျွန်တော်နဲ့သူတယောက်ကိုတယောက်အကြာကြီးစူးစိုက်ကြည့်နေကြတယ်။သူကလည်းတော်တော်နဲ့မျက်နာမလွဲကျွန်တော်ကလည်းအရှုံးမပေးပဲစိုက်ကြည့်နေခဲ့တယ်။မမေကကျွန်တော်တို့နှစ်ယောက်ကိုသဘောကျတယ်လို့ပြုံးပြီးကြည့်နေတယ်။နောက်ဆုံးတော့သူကအလျှော့ပေးရတယ်။သူနှခမ်းတောက်ဆုံးကလေးကျင်နေရုံပြုံးကခေါင်းတစ်ချက်ဆက်လိုက်တယ်။ Okay ကျွန်တော်ပြန်မယ်။နောက်ပြန်ညနေလောက်မှ လာခဲ့အောင်မယ်။ပြောပြောဆိုဆိုသူထိုင်ရမှထားလိုက်တယ်။ မြင်မတောင့်တင်သောဒုက္ခနာကိုနဲ့ကြမ်းတမ်းသောသူမျက်နာကိုအားကျစွာကျွန်တော်မော်ကြည့်မိခိုက်မှာပဲသူမျက်လုံးမှာညာကမင်းမစီရောက်နေတော့ကြောင့်ကျွန်တော်ရင်နဲ့ညက်ခနဲအောက်သွားရသည်တို့တော့သူပြန်တော်မူအတွက်ကျွန်တော်ဝမ်းသာပါသည်မမီကစပွဲမှာထရက်ပြီးသူ့ကိုတကားပေါက်ဝါထိလိုက်ပို့ပြီးတော့မြည်လာဟုကျွန်တော်ထင်လိုက်သည်ကျွန်တော်ကမန်းကနန်းမတက်ထရက်လိုက်သည်ရတယ်မမီမမီနေခဲ့ကျွန်တော်ဦးလေးကိုခြံဝိုင်းပြင်တီလိုက်ပို့ပေးလိုက်မယ် မမီကကျွန်တော်မျက်နှာအရေကဲကိုပိပိတက်ပူကျွမ်းကျင်သာဖတ်တတ်တယ်။အေးကွယ်တာဆိုမမီပကံတွေဆေးလိုက်အောင်မယ်။သူကပေါင်းမိအိတ်ထဲလက်ထဲကကျွန်တော်စကားကြောက်ဘာမှမထူးခြားသွားသလိုပင်အိမ်ထဲမှဖြေးလေးစာထွက်သွားသည်။ကျွန်တော်သည်သူ့ဤနောက်နာမှကက်လျက်တိတ်ဆိတ်စွာလိုက်ပါသွားမိသည်။ခြံဝင်းထဲမှာတော့လာရောင် ရှင်လက်စာပြုပြီးညီမသောအုံးလက်များလေးဖြင့်လှုပ်ခတ်နေသည်ကို သူမော်ကြည့်လိုက်သည် သူ့နောက်သူ့နောက်ကျော်နာနီးကက်နေတော့ကျွန်တော်ဘက်သို့ကျောင်းကနေလှည့်ကြည့်တယ်။သူ့ရက်နဲ့ကျွန်တော်ရက်တိတ်မကွာတော့လေသူ့မျက်နာကကျွန်တော်ပေါ်အုပ်မိုးနေလို့ခံစားလိုက်ရတယ်။ငါဒီနေ့အိမ်ရောက်သွားတော့ရှစ်သမားတက်တာရီဗီဒီယိုတွေရောင်းပစ်ဖို့တဲ့အိမ်လုံးရှင်းလင်းပစ်လိုက်တယ်။ချင်းရှုတက်တာဟောင်းထဲမှာတခြားစာအုပ်တွေနဲ့တူကျော်စံရဲ့မှတ်စုစာအုပ်တအုပ်တွေ့တယ်။၁၀ရက်နှစ်တောင်းဝစာအုပ်တိတ်လာတဲ့လက်ရည်တွေမင်းတိမ်းထားခြင်းမလားလို့ကျွန်တော်သူ့ကိုကြည့်ရင် တကူလုံးနန်းခွေလာသည်ဖြစ်ဖြစ်လည်းရည်သည်အမြဲလှခဲ့ပါသည် ကျွန်တော်ဘာမှမဖြစ်နိုင်မီသူကကြာခင်အင်းကြီးနောက်ကျောကိုမှကခါချာထူတာသောစာအုပ်တအုပ်ကို ထုတ်ယူ၍ကျွန်တော်ကိုကမ်းပေးသည်ကျွန်တော်အနှင်းငယ်တုံရင်နေသောလက်များဖြင့်လိုင်းကန်လိုက်၏ငါဆယ်တန်းလုံးကလူရိုက်ခံရလို့စိတ်ယုံတက်ရတယ်။ငါចောင်းဖြတ်တုံကြော်စံကငါလို့တွားတဲ့သင်္ကန်းစာအလုံးကိုဒီစာအုပ်ထဲမှာရေးကူးပေးခဲ့တယ်လေ။သူ့အတန်အနှင်းငယ်တိုးသွားသည် တင်ချာရောဓာတုရောဘိုင်းအိုရောအစုံပဲကျွန်တော်ဒီတေသက်စွာအပုံဖုံလာသောမှတ်မှတ်စုစာအုပ်လေးကိုလာရောင်ဖြစ်သေးကွဲစွာမမြင်နိုင်ပဲစာရက်တွေလှန်ကြည့်မိသည်စကူဟောင်းနှံ့နေရောလျက်ပယုလုံးနှံ့တင်းတင်းကလေးမွေးနေသည်ကျွန်တော်ရုတ်တရက်အားကောင်းနေ၆တွေ့လာသည်ဒါနဲ့မင်းမင်းကလေးတွေနဲ့ပတ်သက်ဖူးပြီလားမမျော်လင့်သောမိကွန်းကြောင့်ကျွန်တော်သူ့ကိုစက်ခနဲ့မောကြည့်မိလိုက်သည် သူကကျွန်တော်စိတ်ကိုထွန်းဖောက်တော့မလို့တတင်းမင်းမဲစိုက်ကြည့်နေတော့ခါကျွန်တော်မလုံမလဲဖြစ်သွားပါသည်ခင်ဗျားနဲ့ပါဆိုင်လဲဘူးရိုင်းပြကျွန်တော်လဲကျွန်တော်တိတ်ဆိတ်စွာပင်ခေါင်းညိတ်လိုက်မိသည်သူက၆တွေ့စွာရှေမောလိုက်သည်အင်းဒါလဲကြော်တန်အတိုင်းပါပဲလားအင်းဒါလည်းကြော်တန်အတိုင်းပါပဲလားသူနာကျွန်တော်စပင်များကိုညင်သားစွာဖြွားပြီးပြန်တက်ပေးသည် သူလက်ကင်တွေပုံမှာမထစ်မပဲနူးညံ့သိမ့်မွေလုံးတော့ကြောင့်တင်တော်ချက်သိမ့်ဖြန်းကနေထတော့ကောင်စိတ်မှတ်မဲ့နောက်ဆုံးရက်လိုက်မိသည်သူကချက်ချင်းမျက်နှာလွှဲပစ်လိုက်သည် သူ့တင်ချိုင်းဘက်မှာလဲခဏကြောင်သွားပြီးမှဖိဖိတင်ချိုင်းကိုဆူလို့ကြောင်တိသွားပါသည်ကြောက်ကုန်းမှာကျွန်တော်အတန်ခဆုံနစ်ထက်အပ်သွားသည်ဖိဖိအာသူဘအမြေချတော်နေကပူပန်တော့ကသည် ကျွန်တော်ထံရခင်ခံစားမှုအတိုင်းပြန်လည်ရောက်ရှိလာတော့သည် 43နှစ်ဆိုတော့အလွန်ငယ်ရွယ်သေးသည့်အသက်ဖြစ်ပါသည်အင်ကအတုပကလည်းကြောက်ကုန်းမှချမှာပဲသူ့စကားကြောင့်စက္ကနဲတုံသွားပြီးကျွန်တော်ကိုသူကသဘောကျသွားတယ်လို့ပင်ခေါင်းတစ်ချက်ညှိတယ်ငါဦးလေးဆုံးသွားပြီလေမနဲ့တချုံမယ်ဦးလေးသာမသိသိရင်ငါဒီမျိုးကိုရောက်ဖြစ်အောင်မှာမဟုတ်ဘူးဒါနဲ့သူ့မိဘုံကဘယ်နှလောက်မှလဲစည်းဆိုင်တစ်ဆိုင်ချောင်းစုံစမ်းနေတယ်လို့ခပ်ပော့ပော့မိတော်မိကုန်ချောင်းကျွန်တော်ရင်နဲ့ စူရှရှညာကျင်ဝန်းနေသွားပါသည်ဝေဝဲလာတော့မျက်ရည်များလျှောက်မျက်လွာချပစ်လိုက်သည်ညီပုံမဟုတ်ဘူးအုတ်ခုဇရက်နဲ့ညာဘက်ထောက်မှာကျွန်တော်အတန်မာထန်သွားသည်ကို သူလုံးဝခီးမဆိုင်ပဲခြာကနေလှည့်ထွက်သွားသည်ညီသည်အနောက်ဘက်ကောင်းကင်မှာမြင့်နေစေဖြစ်သည်ကျွန်တော်လက်ထဲမှာခြံထဲကကုလာတော့နှင်းစီပန်းများရှိသည်အကယ်၍အမှန်တကယ်သူဦးလေးအာတူပါရှိနေပြီ။ သူနဲ့မတော်တဆတွေ့သွားလင်ဖိဖိအုတ်ကူမှာတန်းလာချပြီးကတော်ဘူလာသည်ဟုအကြောင်းပြနိုင်ရန် ဖြစ်ပါသည်အကယ်၍ခဏိမိုးချုပ်သည့်အထိသူ့ဦးလေးအာတုပဆိုတာမရှိရင်သူ့လင်ညာနေချောင်းမိမိကို ပြန်ပြောပြမည်သို့သောကျွန်တော်တုတ်တန်လို့ရောက်သွားသောအခါအာတုပတစ်ခု အမှန်တကယ်ရှိနေပြီးမြေဖို့နေသည်ကိုတွေ့ရပါသည်လူငဲနေတာကြံတော့တော့တင်ချိုင်းမြည်သည် ဖုံတုလွှမ်းလျက်ဝမ်းနဲ့ခြောက်ချပွဲရာတိတ်ဆိတ်နေသည်ကျွန်တော်သည်ခက်လန်းလန်းမှနေဖို့နေတော်လူစုတဲ၌ထင်းထင်းကြီးဖြစ်နေတော်သူကိုမြင်လင်မြင်ချင်းကန္နာရပင်တပင်ဤပင်စီဖြစ်ပုံးကွယ်ရန်ကြိုးစားမိသည်ထို့သောအာသူပကြောင့်ပူပန်တော်ကလုံးဝရှိရန်မတူသောသူကကျွန်တော်ကိုမြင်သောအခါလက်မြောက်ပြ၏ထို့နောက်သူရှိရာသို့ဖြင်းညှင်းသွတ်ဆုပ်စွာကျွန်တော်ရှောက်သွားရပါသည်လာမင်းရောက်လာမယ်ဆိုတာငါသိနေတယ် ကျွန်တော်တို့နှစ်ယောက်တယောက်ကိုတယောက်အကြကြီးဆူဆိုက်ကြည့်မိနေကြသည်ဒီတခါမျက်နှာဆလွေရသူကကျွန်တော်ဖြစ်ပါသည်ဖေဖေအုပ်ကူရှိမှရက်မိကြတော့ကျွန်တော်တို့နှစ်ယောက်ဘာစကားမှမပြောနိုင်ကြပဲငြိမ်သက်နေကြတယ်ညေရောင်ဖြျော့ကခဏောင်းပင်ကိုင်းပြားမှဖြစ်လျက်ဖေဖေအုပ်ကူပေါ်သို့ပျောက်ကြည့်ပျောက်ကြားကြားရောက်နေကျွန်တော်ယူလာတဲ့နှင်းစီပန်းများကိုအုပ်ကူပေါ်သို့တင်မဲ့ဟန်ပြုခတ်သူကခဏလက်ပြတားတယ်အုပ်ကူကောင်းရင်မှတင်နေတော့ တိရွက်ချောင်းများမြေမုံများကိုလေနှစ်မှုတ်၍ဖယ်ပေးတယ်ထို့နောက်ဦးကျော်စံအသက်63နှစ်ဟူသောထွင်းစာထင်ရှားလာသည့်ချိန်သူ့လက်ညှိုးထိပ်ဖြင့်ခပ်ပွားပွပွတ်တက်ချစ်နေအုတ်ကူပေါ်ပန်းများတင်လိုက်ပြီးသောအခါကျွန်တော်ဒူးထောက်ထိုင်ချလိုက်ပြီးကတော်လိုက်ပါတယ်ကျွန်တော်နှစ်ဖူးနှင့်အစ်ဆက်တော်အုတ်ကူစင်ထိတွေ့မိသောအခါကျွန်တော်ရင်ထဲကတစုံတရာကိုတင်းကနေဆွဲဆုပ်ယူခံလိုက်ရသလိုနာကျင်သွားလျက်မျက်ရည်များပြည့်ရှင်လာ ကျွန်တော်အန်ကျိလေးရဲ့အုတ်ကူစင်ပေါ်နှစ်ဖူးမေးတင်ကစိတ်တည်ငြိမ်မှုရသည့်အထိထိမ့်ချုပ်ငြိမ်သက်နေစဉ်သူကဘေးမှာမလှုပ်မရှက်ရက်နေခဲ့သည်တော်တော်ကြီးကြမှာသူကစကားဆပြောသည်အာနေချာကျော်စံလုံခဲ့နှစ်ပေါင်း30လောက်ကဒီချင်းချင်းထဲမှာကြက်ကိုကြောက်ဖက်ပြီးငိုဘူးရဲ့ကျွန်တော်မျက်ရည်တွေကိုမေ့သွားပြီးစက္ကနဲကောင်းမွန်ကြည့်လိုက်တော့သူကျွန်တော်ကိုကြည့်မနေပါမင်းဟွာဆုံးတော့ငါပေါ့ကျော်စံမေးလေ ကျော်ဇန်ကအသက်73နှစ်ငါက14နှစ်ဟောခုနှစ်ရလောက်လေးမှာ မင်းဖွားရဲ့မိဘုံရှိခဲ့ဘူးရဲ့ကျွန်တော်ဒီသူလက်ညှိုးညွံ့ရကုန်းမှုလေးစီတို့လှမ်းကြည့်ရင်ဖြင်းညင်းစွာမတ်တက်ရလိုက်တယ်ထို့နောက်မျက်လုံးတဝိုက်ကိုလက်ခုံပြဲကြမ်းတမ်းစွာပုတ်တုတ်ပစ်လိုက်ပါသည်ကျော်ဇန်ဆုံးတော့ကမင်းဘေးမှာမင်းနဲ့သူဝမ်းနဲ့မဲ့တငယ်ချင်းမရှိဘူးမဟုတ်လားကျွန်တော်ကြောင်အပ်စွာပင်ခေါင်းခါရန်လိုက်သည်ဆိုးရပါပဲ လူတယောက်ဟာဘဝမှာအရင်းအနှီးဆုံးတငယ်ချင်းဆိုတာရှိတဲ့နယ်ကျွန်တော်မှာတငယ်ချင်းတွေအများကြီးပါဘူးပြန်ပြောကျွန်တော်လည်းမပြောနိုင်ပါတကယ်တမ်းကျတော့ကျွန်တော်မှာကောင်းတူဆိုပတ်ရင်းနှီးပွင့်လင်းသောတငယ်ချင်းမရှိပါ ပြိုင်ပတ်များသာရှိပါသည်အင်းဒီကမှသွားသာရှိရန်ဖြစ်ပြီးအနည်း20လောက်အဆက်တွေပြန့်ချင်ဖြစ်စီပေါ့လေသူကစကားကိုပြန်ဆက်ပြီးကဟဟရေမောလိုက်ရေတံမှာ6တွေ့ကွက်ကိုယ်အပ် နေရယ်လေသည်ကျွန်တော်တို့စီကိုဖုံငွေးနှင့်မကြီးရွက်ချောင်းများကိုတည်လာ၏ဟိုးအဝေးစီမှာအော်အောင်းငဲ့တကောင်ဆွဆွဲငင်ငင်အော်မြည်နေရယ်ကျွန်တော်ပေဖေးကိုလွမ်းဆွတ်စိတ်ဖြင့်သူ့လက်မောင်းကိုပထမအကြောင်းပထမဆုံးအချိန်ရင်းရင်းနှီးနှီးစုပ်ကိုင်မိရယ်ဖေဖေးအကြောင်းကိုပြောပြဆမ်းမဦးလင်းကျော်စံနဲ့ငါနှစ်ခါရန်ဖြစ်ရဘူးလေဖေဖေးတခါတော့ကပြောမှုဒီစကားအတိုင်းပါပဲဖေဖေးရှုံးသလား အဓိကကြတော့အချက်ကိုပင်ဖိဖိတုံးကလိုပင်ကျွန်တော်မေးမိသည်သူ့အဖေကဖိဖိအဖေထက်ပို၍ပြေတုံးပါသည်ပထမတစ်ခါတော့ကိုရန်နှစ်ပေါ့ကောင်မလေးချက်အကောင်မလေးနဲ့ပတ်သက်ပြီးတက်ကြတာကောင်မလေးနာမည်ကငါမေ့သွားပဲအဲမဟုတ်ဘူးအကောင်မလေးနာမည်ကိုကောင်းကောင်းတောင်မသိခဲ့ပါဘူးငါကြော်စန့်ကိုလက်တီးနဲ့တစ်ချက်ထိုးပစ်လိုက်တယ်ကျွန်တော်ဒီကိုရိုင်းအထူးခံရသလိုဆက်ခနဲနာကျင်သွားသည် နောက်တစ်ခါဆို မင်းနဲ့ငါအပြတ်ပဲလို့သူ့ကိုချိန်ချောက်ခဲ့တယ်။သူကောင်မလေးနဲ့တစ်ခါတည်းပြတ်သွားတယ်။စားတစ်ခုတည်းကိုပဲသူအာယုံစိုက်တော့တယ်။အဲ့ဒါသူ့အတွက်တိတ်ကောင်းပါပဲ။အင်းငါကဒီကောင်ငါကိုဖြုံသွားပြီလို့အောင်းမိမိခဲ့။ဒါပေမဲ့ကောလိပ်တတရနှစ်ယောက်တော့နောက်တစ်ချိန်ထက်ရန်ဖြစ်ရပြန်တယ်။ဒီတစ်ခါတော့မင်းမေမခင်မှုရောက်ပေါ့ကွာ။ကျွန်တော်သူ့မျက်လုံးများကိုဆူဆူရှာရှာအကဲခလိုက်မိသည်။ ငါဘလောက်ပဲဒေါသကြီးကြီးဆဲဆဲဆူဆူကြော်စံကလုံးဝနောက်မဆုတ်တော့နောက်ဆုံးတော့မခင်မုံနဲ့ရုံးမှာတွာလက်ထမဲ့ညာကငါကိုအတိတ်တည်းလှုပ်ပေးဖို့လာပြောတယ်။သူခက်တဲ့ရည်သည်ရည်ဒီကိုနှုတ်ခမ်းရတာတိတော့လေသူ့ရည်တန်ကိုကျွန်တော်မချရပါ။ငါသူ့ကိုဆွဲထုတ်ပစ်လိုက်တယ်။သူကငါကိုပြန်ထိုးတယ်။ဘလောက်အောင်ဘုကောင်းလဲ။ဘယ်တော့ကမှလူတယောက်ကိုလက်သိမ်းနဲ့မထိုးဘူးတဲ့ကျော်စံကငါ့ကိုထိုးတယ်။ပြီးတော့ပြောသေးတယ် မင်းမင်းတိတ်တကူကောင်းဆန်နဲ့ကောင်းတယ်မင်းလို့အယူကောင်ကိုငါမပေါင်းချင်ဘူးတဲ့တိတ်စိတ်တော့ပတ်ဝန်းကျင်တွင် तू အသက်ရှူတယ်မှာပြင်းထန်လှတယ်ငါ့ကိုယူလို့ပြောပြောဘာပြောပြောငါမနာပါဘူးဒါပေမဲ့တကူကောင်းဆန်နဲ့ကောင်းလို့ तू ပါစက်ခါပြောလိုက်တော့ငါဝမ်းနေတယ်ငါဘဝမှာတီးတငယ်ချင်းပဲအရင်ကြီးဆုံးအရေးကြီးဆုံးအခင်မင်းဆုံးငါလုပ်သည်မငါအသက်ရှင်သည်မသူ့အတွက်ကြီးပါပဲဒါပေမဲ့ တိတ်တကူကောင်းဆန်တဲ့ကောင်လို့ငါဆွဆွဲခံခဲ့ရတယ်။အဲ့ဒီနေ့ကစားပြီးငါတို့ချင်းမတွေ့တော့တာတည်တဲ့အချိပေါ့။ပတ်ဝန်းကျင်သည်တပြေးပြေးအမှောင်ရိပ်လွမ်းလာသည်။လေတုသည်အေးဆက်တိုက်ခဲ့လာသည်။အနောက်ဘက်ကောင်းရင်တွင်နေရောင်လုံးဝပြတ်ကွယ်ခဲ့ပြီ။သူ့ကိုကျွန်တော်ဘာပြောရမှန်းမသိ။တခုခုတော့ပြောချင်သည်တိုးတော့မပြောဘဲထားလိုက်တာကပိုကောင်းသည်ဟုကျွန်တော်ဆုံးဖြတ်လိုက်ပါသည်။ ဖေဖေကဦးလေးကိုတော်တော်ခင်ခဲ့ပါတယ်။ညစ်တိတ်တယ်လို့ကဆဆပြောလိုက်တော့အကသူကပြုံး၍ကောင်းညိတယ်။ငါသိပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးမဲမောင်လေးလာသည့်အထိဖေဖေအုပ်ကူကိုတွင်ကျွန်တော်တို့ငြိမ်သက်စွာရည်နေခဲ့ကြပါသည်။ဆ ्याम မဂျူဖေဖေတငယ်ချင်းဖြစ်ပါရဲ့ဗျ။ဒီဘုတ်ထူလေးကိုဖတ်ပြီးတကူကူပြသွားမယ်လို့ကျွန်တော်ထင်ပါတယ်။တကယ် ဆမ်မကျူရဲ့စာရေးပုံကဟိုအနုစအနုစိတ်လေးတွေပေါ့နော်ခန်းစားချက်အသေးလေးရအစာပုံဖို့အောင်ရေးနိုင်တဲ့အတွက်သူရဲ့စိတ်အစဉ်ကိုအမီလိုက်နိုင်မှသာသူရဲ့သူပေးရှင်တဲ့ message ကိုရမှာဖြစ်ပါတယ်ဗျာရင်ထဲကိုလည်းထိထိခိုက်ခိုက်ခန်းစားရအောင်ရေးနိုင်တယ်ဆမ်မကိုဒီကနေ့ပဲချီးကျူးပါတယ်လေးစားပါရဲ့လို့ပြောပြရစေအားလုံးကျေးဇူးတင်ပါတယ်